thank uh you -huh. မင်္ဂလာပါရှင်ခရစ်တစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ AR တိုင်းအမြောက်တန်း344နေရှိနဂရစ်တောင်ချီမှာတိုက်ပွဲဖြစ်ထက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်40ခန်းထိဆောင်ခဲ့ပြီးအမြောက်တပ်စုမှ15ဦးထွက်ပြေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်ရှိနဂရစ်တောင်ချီနီမှာစစ်ကောင်စီနဲ့အီပါဝင်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ထက်ခဲ့ပြီးစစ်ကောင်စီဘက်မှ40ဝင်းချင်းခန်းထိဆောင်ခဲ့ကြောင်းသိရပါရယ်။မနေ့ကမန္တလေး26ရက်နေ့ညပိုင်းမှာနဂရစ်တောင်ချီမှာတိုက်ပွဲဖြစ်ထက်ဖြစ်ပေါ် ွားခဲ့ပြီးစကောင်စီဘက်က40ဝန်းကျင်တည်ဆောင်းခဲ့ပြီးအလောင်းတွေကိုရင်နတာစစ်စေးဂိမ်းမှာတုံပြောဘက်ကိုပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။ကွင်းကောက်ချင်းလည်းလဲခုံကြီးအဲ့ဒီရွာတွေကတောက်လျှောက်ပုံကျဲခံနေရတဲ့တီတာကုန်းပြင်လည်းစည်ရေးကန်လာတော့ပုံကျဲခံနေရပြီး344ရဲ့ကာကင်းစခန်းလေးကူမှလည်းထိတွေ့တိုက်ပွဲတွေရှိနေ။အနီးတာကျေးရွာတွေကစစ်ဆောင်မှုစူးစမ်းလို့ရင်နတာဂိတ်ကိုယာယီပိတ်ထားတယ်လို့စည်ရေးတရင်အရင်မြစ်တွေကပြောပါတယ်။ တန်ရာရရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်30ခန်းကိုပတိန်ချင်းဆိုင်အမှတ်လေးစစ်မြေပြင်စစ်တပ်ရဲ့မဆာရလေးကိုအလင်းမြန်ပို့ဆောင်ထားကြောင်းပူကြီးစင်ရောစီမှသိရပါတယ်။မြောက်ဆန်းအမြောက်တပ်ကိုဦးတည်လာတဲ့စစ်ရေးအခြေအနေကြောင့်စစ်ကောင်စီဘက်ကတီရာကုန်းပြင်ချင်းရွာနီအေးရိတ်သာတောရကျောင်းနီနဲ့စိန်ကြီးရွာလမ်းကွဲပတိန်မုံရွာလမ်းမကြီးပေါ်လို့မှစစ်ကောင်စီတပ်ဖွဲ့ဝင် IG ရောက်တစုစီကင်းပွန်ဝှက်ထားကြောင်းဒေသခံတွေကပြောထားပါတယ်။ စစ်ကောင်စီကမြောက်ဆန်းအမြောက်တပ်အနီးနားကျင်းရွာတွေမှာဒေသခံတွေကိုထမင်းတုပ်ပို့ခိုင်းပြီးမနေ့ကမန္တလေး26ရက်နေ့ကတီရာကုန်းပြင်ရွာအနီးတဝိုက်ကိုတိုက်ခိုက်ရင်ရဟန်းရင်တိုင်လီရင်များနဲ့ပုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါဗျ။တီရာကုန်းပြင်ရဲ့စခန်းမှာစစ်ကောင်စီကအင်အား90ခန့်ဖြည့်တင်းလာပြီးခန့်စစ်ကိုလည်းအင်အားဖြည့်ထားကြောင်းတပ်သတင်းအရင်းမြစ်တွေကဆိုပါတယ်။တရွာချင်းနောက်ဆုံးလာတဲ့အမြောက်တပ်စုတစုကနောက်ဆုံးအင်းရိတ်သားတော်ရအောင်ရှင်ကိုရောက်လာပြီးနောက်အဆိုပါအမြောက်တပ်စုမှစစ်ကောင်စီတပ်သား15ဦးကမနေ့ ီးကညကအစုလိုက်ထွက်ပြေးသွားတယ်လို့သိရပါတယ်။ဆက်လက်ပြီးပြည်တာကစာမှာစစ်ကူမပုံနိုင်တော့လို့ပြောပြီးနောက်ညောင်ကျိုးပင်မစကန်လက်လွတ်ရတဲ့အခြေအနေဖြစ်ပြီးတနန်းစင်လူသစ်များကိုသာတပ်သားတင်အပြင်ရှီတန်းပို့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအနောက်ခြမ်းပရောင်းတက်နေရှိညောင်ကျိုးပင်မစကန်ကိုစစ်ကောင်စင်ကလက်လွတ်ရတော့မယ့်အခြေအနေဖြစ်နေကြောင်းသိရပါတယ်။စစ်ကူပုံနေတဲ့ဒေတာဆိုင်ရာကုတ်ကဲမှုဌာနချုပ်ပြီးဒါကစာပြီးမှစစ်ကူများကိုညောင်ကျိုးကိုစစ်ကူပေးနိုင်ခြင်းမရှိတော့လို့ပြောဆိုကြကြောင်းတပ်တရင်အရင်မြစ်တွေစီကသိရပါတယ်။ ပထမစစ်ကူမပေါ်တော့ဝစ်ကြီးညာပြီးရက်အတန်းကြာအင်အားမပေါ်ပဲထားရကနေဒီမနက်မှလူသစ်တွေပို့လိုက်တင်ညောင်ကျူစကန်ကာကင်းအလုံးပြုတ်ပြီးပင်မစကန်လဲလက်လို့ရမယ့်အခြေအနေဖြစ်ပြီးရိတ်ခါပို့တဲ့အုပ်ချုပ်ပင်စစ်ကြောင်းလဲမရောက်တဲ့ရက်ရောက်ထည့်ရဖြစ်နေတယ်လို့တပ်သတင်းအရှင်းမြစ်တွေကပြောပါရတယ်။ ညောင်ကျိုးမှာတိုက်ပွဲပြင်းထန်နေပြီးပြည်တာကစာဒေသကုကဲမှုစစ်ဌာနချုပ်ပြည်မှာလက်နက်ကြီးပစ်ကူတွေပေးနေပြီးမလ29ရက်မနက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်များအစစစ်တနန်းစင်လူသစ်150ဝင်းစင်ကိုကြောင်းကား9စီနဲ့စစ်ကူပို့လိုက်ကြောင်းသိရပါတယ်။နောက်ဆုံးစစ်ကူဖြစ်တဲ့ကာပါစ3စင်တဲ့ကာပါစ9ကြောင်းစွာကာပါစ9ကြောင်းဖူးစားတဲ့ကာကွယ်ပစ္စည်းစံယုံများမှာထုံထုံအင်အားများယူမပုံအတက်မှာကာကွယ်တပ်ဖွဲ့ရင်းကြားဖြတ်တိုက်ခိုက်ခံရပြီးနောက်ညောင်ကျိုးကိုစစ်ကူတပ်ထံထပ်မံစီလိုခြင်းမရှိတော့ကြောင်းသိရပါတယ်။စစ်ကောင်စီ င်ရဲ့ထုံထုံအင်အားဖြင့်ရင်တန်းကရုမပေါ်အတက်မှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်ရင်တိမ်မောက်ပြီးနှောင်းတေဆုံကသုံးပြင်းထန်ဒဏ်ရာရရှိသွားပြီးနောက်ညောင်ကျိုးကိုစစ်ကူမပို့တော့ဘူးဆုံးဖြတ်လိုက်ကြောင်းတပ်တရင်ရင်မြစ်တွေစီရတရားပါတယ်စစ်ကောင်စီရဲ့အမတ်၆ကာဝင်ဖြစ်စည်းဆက်ယုံကပ္ပစာ၆ရှိအင်အားဖြည့်တင်ထားတဲ့တပ်ဖွဲ့ဝင်တွေကိုထုံထုံပြီးညောင်ကျိုးကိုပို့ရအချို့မှာကပ္ပစာ၆ကိုပြန်ပြေးလာပြီးအချို့မှာအုတ်ရှိပင်ဘက်ကိုထွက်ပြေးလာကြောင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစက်ယုံခန့်စစ်အတွက်သာပြင်ဆင်ထားကြောင်းသိရပါတယ်စစ်ကောင်စီ င်ကပြည်ဒါကာစာပြင်ရန်ကုန်အခြေဆိုင်မော်ဘီတိုင်ရင်များမှာအင်အားရာချီကိုပါညောင်ကျိုးကိုပို့ဆောင်ထားတော့လဲညောင်ကျိုးတိုက်ပွဲအခြေအနေမှာတော်လိုင်းတပ်ဖွဲ့များမှအားတားလျက်ရှိကြောင်းစစ်ရေးတရင်အရင်မြစ်တွင်စီရာတီရပါရင်စစ်ကောင်စီကပြည်ပြင်ထိုးစစ်ပြင်လေးချောင်းပစ်ကုနဲ့ကောက်စား၆နဲ့ပြည်ဒါကာစာမှာလက်နက်ကြီးပစ်ကုအပြင်စက်တက်လီလီများမှာလာရောက်ပုံကျဲချခြင်းတို့ပြုလုပ်လျက်ရှိပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းဖြစ်ကူမှ၎င်းတို့တန်ချင်းချင်းပြန်လည်မှားရင်ပြစ်ခတ်မှုကြောင့်စစ်ကြောင်းတစ်ခုလုံးနေပါတည်ဆုံခဲ့ပြီးလက်ကျန်တပ်ဖွဲ့ဝင်တွေမှလည်းကြောက်ဘူးချောင်းတိုင်းဖီယိုဖီရဲ့စုခွာထွက်ပြေးရကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်တွေထံအလင်းဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်သားတအုပ်ရဲ့ပြောပြကြံရသည်ရပါတယ်လက်ရှိမှာအေပါဝင်နဲ့တော်လိုင်းတပ်ဖွဲ့ရဲ့ထိုးစစ်မှညောင်ကျိုးစခန်းပတ်လည်ရှိကာကင်းစခန်းများအလုံးသိမ့်ပိုက်ထားပြီးညောင်ကျိုးနဲ့ညောင်ကျောက်ကြားမှာထိုးစစ်အရှိန်မြင့်တင်ထားတယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်အာဂျင်တီးနားဖန်ဝရန့်ကိုအင်တာပိုကတဆင့်အကောင့်တွေဖော် ်ပေးဖို့ Block Money Campaign ကတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာတင်းစစ်ကောင်းဆောင်နဲ့လူပုဂ္ဂိုလ်25ဦးကိုအင်တာပိုမှတဆင့်ဖမ်းဆီးမိတ်များထုတ်ပြန်ပေးဖို့အာဂျင်တီးနာအစိုးရကို Block Money Campaign ကတိုက်တွန်းလိုက်ပါတယ်။အာဂျင်တီးနာအစိုးရအနေနဲ့နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာရှင်အဖွဲ့မှအလင်းအမြန်ပူးပေါင်းဆောင်ရွက်ဖမ်းဆီးမိတ်တွေထုတ်ပြန်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။ PMC ရဲ့ထုတ်ပြန်ချက်အတွင်းဖမ်းဝရန်ကရာဇဝတ်မှုအတွက်တန်တရားရှိသူတွေထဲမှာပြစ်မှုထင်ရှားသူတွေကိုဖော်ထုတ်တရားစီရင်နိုင်ဖို့ရုံးတော်ကိုခေါ်ယူခြင်းဖြစ်ကြောင်းနာ နေတယ်လို့ဆိုပါရယ်ရိုဟင်ဂျာလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေကို2012ခုနှစ်အရတားတစ်ပိုင်းစစ်တပိုင်းအစိုးရတိမ့်စိန်စိုးရလက်ထက်မှာကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ် တက်ဆက်ထဲမှာပဲအရက်သားဆိုရတက်လာပြီး2016ခုနှစ်နဲ့2018ခုနှစ်တည်းမှာအကြီးမားဆုံးသောလူမျိုးတုံးသက်ပြတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့2008အခြေခံဥပဒေကဘလို့အခြေအနေမျိုးမှာပဲဖြစ်ပါစေအရက်သားဆိုရကပြည်သူလူထုကိုကာကွယ်ပေးရမယ်လို့မှတ်ယူကြောင်း Black Money Campaign ကဆိုပါတယ်။ဒါကြောင့်အရက်သားဆိုရအနေနဲ့အကာအကွယ်မပေးခဲ့မှုကအထင်အရှားမှတ်တမ်းသက်တည်များရှိခဲ့တယ်လို့ဆိုပါတယ်။အာဂျင်တီးနားတရားရုံးနေနဲ့အပြည်ပြည်ဆိုင်ရာတရားစီရင်မှုအောက်မှလွတ်လပ်ပြီးဗက်လိုက်မှုမရှိတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့မှု အပေါ်ယုံကြည်ရလို့လည်းသွေးစုံငွေဖြတ်တောင်ရင်လှူရှာမှုဖွဲ့ကဆိုပါတယ်သွေးစုံငွေဖြတ်တောင်ရင်လှူရှာမှုဖွဲ့နေတဲ့လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခံကြရတဲ့ရိုဟင်ဂျာလူမျိုးတွေနဲ့တူတရားမျှတမှုရရှိတဲ့အတင်းဆက်လက်ရည်တည်သွားမယ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်နေ့ကအာဂျင်တီးနားနိုင်ငံရှိဖက်ဒရယ်ဆိုင်ရာရာဇဝတ်မှုတရားရုံးမှမြန်မာနိုင်ငံရှိစစ်ဘက်ဆိုင်ရာခေါင်းဆောင်လူပုဂ္ဂိုလ်23ဦးအရက်ဖက်အစိုးရခေါင်းဆောင်လူပုဂ္ဂိုလ်9ဦးရိုဟင်ဂျာလူမျိုးတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားစီရင်နိုင်ရေးဖန်ဝန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် အမျိုးသားညီညွတ်ရေးဆိုရာ NUG ကတော့ဖန်ဝရံအတွင်းလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တမရဟောင်ဦးတင်ကျော်တို့ပါဝင်နေမှုကမာရွင်းနဲ့ဆွဆွဲချက်သာဖြစ်တယ်လို့တုံ့ပြန်ပြောဆိုထားပါတယ်။ဆက်လက်ပြီးနိုင်ရီကန်စခန်းကိုစစ်ကောင်စီကနေစဉ်လက်နက်ခရရနဲ့လူအင်အားဖြည့်ပို့ဆောင်နေပြီးတိုက်ပွဲပြင်းထန်နေကဗရန်အမြောက်တပ်မှပြည်ကူနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းငဖင်းမြို့နယ်တွင်ရှိနိုင်ရီကန်စစ်ကောင်စီစခန်းကိုအေအေနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်နေပြီးစစ်ကောင်စီကနေစဉ်အင်အားဖြည့်တင်းနေကြောင်းသိရပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့အတွက်ဗရန်ရှိအမြောက် တန်အာမတ395မှနေပြီးလက်နက်ကြီးတွေနဲ့နေရီကံဘက်ကိုပစ်ကိုတိုက်ခိုက်ပြီးခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲကထွေးလုံးရှစ်ပတ်အနေထားဖြစ်တယ်ပြောရမယ်။ပဒန်းရွာနယ်ဆို15မိုင်လောက်กว่าမယ်။အဲဒီကနေလက်နက်ကြီးနဲ့ပြစ်တယ်။မိထီလာအချင်းဆိုင်ခမာယ315ကလွဲလို့တမ69ရဲ့ကြံတရင်ကိုရင်စလုံးအင်အားဖြစ်နေတာပါလို့မကွေးစစ်တရင်ရှင်မြစ်ကပြောပါတယ်။ မကွေးရှိတမကိုစားကိုလက်အောက်ခံတရင်နေမှာစစ်ကောင်စီအင်အား30ကျော်ပါရင်တန်းကပြီးခဲ့တဲ့မလ3ရက်နေ့ကအမှတ်905အမြောက်စကန်ကုတ်ကဲမှုဌာနချုပ်မာဆခ905အတွင်ဝင်ရောက်လာပြီးမလ9ရက်နေ့မှာနိုင်ရီကန်နဲ့သက်ဆိုင်ရာစကန်များကိုတွားရောက်ပူပေါင်းထားကြောင်းသိရပါတယ်။ဒါအပြင်မနေ့ကမလ10ရက်ကလည်းအင်အားတင့်တင့်ပါရိတ်ခါနဲ့လက်နက်ခင်းရမရှင်တန်းကမာဆခ905ကိုမဝင်ပဲနိုင်ရီကန်စကန်ကိုပူပေါင်းသွားကြောင်းသိရပါတယ်။ ဒါအပြင်အခုရက်ပိုင်းတွင်နိုင်ရီကန်စကန်နဲ့စတမိုင်သာကွာဝေးနှင့်ပြင်းဝစစ်စင်ကိမ်မာလဲစစ်ကောင်စီနဲ့အင်အီတို့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။နိုင်ရီကန်ဤကမ္ဘာလုံးစကန်မှာလဲတမ69ရင်ဒုတိယတမမှုကပြူဟာမှုဖြင့်ဦးစီးနေပြီးခန်းစစ်ကန်ကိုအထုံးဝမ်းမှန်ပြင်ဆင်ထားဖို့စစ်ကောင်စီကညွှန်ကြားထားကြောင်းသိရပါတယ်။စွန်တက်စစ်ကောင်စီစကန်မှာခမာယာ15နဲ့ခမာယာ315တို့ကိုကမ္ဘာလုံးစကန်မှာပူးပေါင်းထားပြီးအင်အားနေရာကျော်နဲ့စုဖွဲ့မှုတွေရှိနေကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်။